မတ်လ29ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညခင်ပိုင်းတင်ဆက်မှုများမှကြိုဆိုပါရစေ။တိုင်းပြည်ကပ်သုံးပါစုံအောင်စိုက်တဲ့နေ့ရေပေးမိပေးငလင်ပေးခိုးသူပေးအငတ်ပေးဘေးပေါင်းစုံတင့်နေပြီ။ဝကျွေးကြီးလာကြီးလာလို့ပြောတဲ့ကိစ္စကျွန်တော် ကျွန်တော်နိုင်ငံသားတွေအရင်ဘဝကဘာတွေလုပ်ခဲ့လို့ဘာတွေလုပ်ခဲ့လို့မင်းအောင်လိုက်ဒုက္ခပေးသည်များတတိုင်းပြည်လုံးခါးစည်းခံနေတာရတာဆိုရင်တဟာဝေကျွေးဆိုရင်ငါတို့တတိုင်းပြည်လုံးက50တန်း50ကျော်လူတွေကအရင်ဘဝဘဝတွေကမင်းအောင်လိုက်ကိုတယောက်တည်းကိုပြုံပြီးဒုက္ခပေးခဲ့မိလို့လားဒါတွေလည်းမကြားကျင်တော့ဘူးဒီလိုအခြေအနေတွေကြုံလာတိုင်း ဖရာတရားလောက်ကြဘာယူကြအညာယူကြကတုံးမစိုက်နေတဲ့တိုင်းပြည်ဘယ်ဖရာမှလည်းမကယ်နိုင်လောက်မကယ်နိုင်လောက်တော့ပါဘူးလို့တွေးထင်ပြီးတို့ပေမဲ့တို့ပေမဲ့ငါလူလူကြီးဘယ်ဘက်မျက်လုံးကမျက်ရည်ကြီးကြနေတော့ပြည်တွင်းစစ်ကြောင့်စစ်ပွဲကြောင့်အငါဘေးဆိုင်ပြီးတဘာဝဘေးအန်တီရီကြောင့် ညာဘက်မျက်လုံးကမျက်ရည်တွေတွင်တွင်စီးခဲ့ကြပြီပေါ့အာတင်နာပါတငယ်ချင်းတို့ရေကြီးမီးလောင်ငလင်ဘေးနဲ့စစ်ဘေးအပေါင်းကအဆုံးစွန်သောဒုက္ခခက်ခဲတွေရဲ့အခန်းတွေကိုမမိတ်မတော့မှတ်သားတာပါအဆိုးဆုံးချိန်တွေကိုရောက်ပြီးရင် အကောင်းဆုံးအခြေအနေစတင်လာပါလိမ့်မယ်။ဒါတဘာဝတ္ထတရားပါ။အကောင်းဆုံးနေလာပြီးရင်အဆိုးဆုံးနေပြန်ဖြစ်တတ်တယ်။ဖြစ်ပြီးရင်ပြက်ပြက်ပြီးရင်ဖြစ်ဖြစ်ပြီးရင်ပြက်ပြက်ပြီးရင်ဖြစ်။ဒါဟာအမြဲမှန်တဲ့ဏ္ဍာမတဘာဝတ္ထတရား။ကတုံးမဆိုင်နေ။ကူကြပါအောင်၊ကဲကြပါအောင်၊ကူကြမယ်၊ကဲကြမယ်။ဒါနဲ့ပဲရည်ကြီးတော့ကလည်းတစ်ခါ ဆယ်လီတွေဆက်တလီတွေတိမ့်ရာနဲ့ချီပြီးစေအုပ်စုကစေအုပ်စုကိုအတွင်းကျိတ်လက်သိပ်ထိုးပေးလိုက်ကြတာများမြင်မကောင်းကြားမကောင်းအချက်လက်တွေရှင်မှုတော့ကောင်းတယ်ဗျာအခုတစ်ခေါက်လေးလာပြန်ပြီမင်းအောင်လိုင်းကစခွက်ခေါက်နေရတယ်ဘောကပေါင်900ဘုံတွေရှိတယ်ပေါင်1000ဘုံတွေရှိတယ်အစိမ့်ငွေဘုံတွေရှိတယ်လူသက်လက်နဲ့ပြုံလိုက်ရှိတယ် ကယ်ဆယ်ရေးပစ္စည်းကြတော့မရှိဘူးလေလားမနေ့ကဒီချောင်းဦးနောင်ချိုတို့ကို လေနဲ့ဘုံကျဲဖို့လေရင်ရှိတယ်ယဟယင်နေနဲ့စက်တနတ်တွေပြစ်ဖို့ရှိတယ်ကယ်ဆယ်ရေးလုပ်ဖို့ယဟယင်မရှိဘူးလေလားရန်ရှင်နာစရာကောင်းလာပါတယ်။အင်မတန်ရှင်နေရစာကောင်းတဲ့စနစ်ဆိုးကြီးပါ။တဘာဝဘေးရန်တွေကတော့မြန်မာပြည်တပီတည်းမဟုတ်ဘူး။ ထိုင်ဝမ်မှာဆိုရင်ငလင်ပေါက်မြောက်များစွာလုပ်တယ်။ဂျပန်မှာဆိုရင်လည်းငလင်ကိုတစ်နှစ်ကိုခဏခဏလုပ်တယ်။ဆူလာမီတွေခဏခဏခံရတယ်။ဒါပေမဲ့အုတ်ချုပ်သူကောင်းအစိုးရကောင်းနဲ့စနစ်ကောင်းရှိတော့ဒီလောက်တော့ကလည်းမရောက်ကြရဘူး။အမြင်ကျတဲ့လူတွေဒါကိုပြောပြပါ။တဘောဘေးရန်တွေဆိုတာဘယ်သူမှလုပ်ယူလို့မရဘူး။တားယူလည်းမရဘူး။ဖြစ်လာခဲ့ရင် ကယ်ဆယ်ရန်ဆောင်ရွက်ရန်အရေးပေါ်အစီအမံနဲ့အရေးပေါ်ငွေကြေးပေးအစိုးရမှာမရှိခဲ့ဘူးပေးအစိုးရဆိုလို့အရင်ခက်ကိုထားလိုက်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာမရောက်နိုင်ဆိုတဲ့အာနာယူပြီးအစိုးရလှုပ်ချင်တဲ့ကောင်လေဘာမှမရှိဘူးလေနဲ့ဘုံကျဲဖို့ဘုံတွေတနတ်တွေတော့ရှိတယ်တပတ်ကတော်လိုင်းကြီးအစိုးရပါဆိုတဲ့လူလေ ထဖြစ်တော့ကံပိတ်လို့အလူခံရတာပါပဲပြည်သူလူထုအတွက်ပြည်သူလူထုအတွက်ပြည်သူလူထုကိုပြည်သူလူထုကိုပြောကြပေမဲ့တကယ်ပြည်သူလူထုတောကရီဘလဘွားနဲ့ခါစီခံရတဲ့အချိန်ကြတော့ပြည်သူလူထုပဲတူတယောက်တော့မှဘယ်အစိုးရကမှအစင်သစ်လုံထားခဲ့ရှိမနေခဲ့ပြည်သူမှပြည်သူတို့ပြည်သူမှပြည်သူတို့လို့တပ်တွင်တွင် ပြောနေကြတော့ ပြည်သူမှပြည်သူတို့ဆိုရင်အဲ့အစိုးရတွေဘာတောက်တုံးကြပြီးဘာလုပ်ရတော့မှာလဲကွာအဲ့လိုတွေးလို့ရတော့အဲ့တော့လူဝဲတမ်းပါကိုပါမတက်နိုင်ဘူးဖြစ်လာပြီဒါပေမဲ့ဖြစ်လာတဲ့ငလင်ဘေးကြီးမှာငလင်ကြောက်ပြုတ်ပြက်သွားတဲ့သူခံစားရတဲ့သူအားလုံးတယောက်မကျန်ကိုချင်းစားတယ်ဝမ်းနေတယ်ထက်တို့တော့ကွန်ဒိုရီပြိုကျပြီး ကားလေးတစ်စီးလောက်ပြီးအနောက်က10စီးလောက်ရှိတဲ့လူတွေမျိုးတွေကိုတော့ချန်လန်ထားခဲ့ပြရစီတကယ့်မရှိစင်ရသားနွမ်းပါဦးမဲ့အိမ်မဲ့ဖြစ်သွားသူတွေကိုကူပေးပါကူပုံကူနီးကဘလို့ကူရမလဲညီပြင်ကိုတိုက်ရိုက်သွားကူပါတိုက်ရိုက်လက်သေးကိုထဲပါဘယ်ဆယ်လီဆက်တလီဘယ်တကောင်သားဘယ်အစိုးရမင်းများမှလုံလုံပုံအပ်ပါနေ ဲ့ဒီကောင်ကြီးယုံရင်စုံလုံးကမ်းပါလိမ့်မယ်အဲ့တော့ဒီကနေ့မှာတော့မင်းအောင်နိုင်ကအိန္ဒိယနဲ့ဖုန်းပြောတယ်ဆိုတဲ့ဗီဒီယိုကလစ်တစ်ခုတက်လာပါတယ်ငလင်ဘေးကိစ္စပေါ့မန္တလေးကသူရောက်နေပါတယ်ငလင်ဘေးကပ်ဘေးကိုအကြောင်းပြပြီလူရဝင်မှုနဲ့တရားဝင်မှုကိုရယူဖို့စီရင်နေပြီစစ်တပ်တတိုက်ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေလေ တဖက်မှာတော်လန်အစိုးရကြီးကလည်းမိခိုးနေထွက်ပြောကြညာချက်တွေထုတ်နေပါပြီငွေကြေးတော့အစင်သင့်မရှိတဲ့အတွက်ကမ်ပိန်းလုပ်အလှူခံပြီးလူ့ဘုတန်းဖို့ကူညီဖို့တော့လုပ်နေကြပါလေပြည်သူလူထုတော်တော်သူတို့နှစ်ဖက်လုံးမှာအစင်သင့်ရှိမနေပါအရေးပေါ်ကူညီကာကွယ်ဖို့အစီအမံတွေတခုမှမရှိပါငလင်းဘေးတံခံနိုင်တဲ့အဆောက်အုံတစ်လုံးမှရှိမနေပါ ခိုးလိုက်ကြတာတောက်တောက်လဲပြီးဒီကနေ့မန္တလေးမှာအတေအပြောက်အများဆုံးအတေအပြောက်အများဆုံး sky field sky filler sky villa ဆိုရင်အမတန်ဒီဘလကောင်းလေရှင်းသာစရာကောင်းလာပါတယ် sky villa ကိုရောင်းမဲ့အချိန်ရောင်းတဲ့အချိန်လုံးကမလင်းတန်ခံနိုင်နေတယ် ကွန်တိုစက်တက်စက်နှစ်ထက်လောက်အတွဲလိုက်တိဆောက်ထားတာပါအတွဲလိုက်သုံးလေးလုံးအပီးပြူပြီးတော့တပိုင်းနစ်ဝင်သွားတဲ့အခြေအနေမျိုးပါမတော်စဖြစ်တာလို့နားလဲပေးလို့မရဘူးခွင့်လွတ်လို့လည်းမရပါဘူးမန္တလေးမှာအတိပြောက်နေရာဆုံးနေရာဖြစ်တယ်လို့သူရောင်းစဉ်တုန်းကတောက်တောက်လဲကြီးညာခဲ့တာကငလင်တန်ခံနိုင်တယ်လို့ပြောတယ်ပြောခဲ့တာပါ ငလင်တန်ကိုရှစ်နှစ်ကျော်ခံနိုင်တယ်လို့လေသူကပြောတာပါလေဒါမျိုးတွေဒါမျိုးတွေအကျင့်ပြတ်မှုတွေခိုးဝှက်မှုတွေလိန်ညာမှုတွေအများအပြားဟာဒီလိုငလင်ရေပြီးမိုးတဲ့ရေထဲမှာအကုန်ပေါ်ပေါက်လာခဲ့တာပါ Sky Villa ကို မဖြစ်မနေပြစ်တံခတ်အေးအေးယူပါပါလိမ့်မယ်ငလင်နဲ့ခံနိုင်ပါတယ်ဘလို foundation တွေလုပ်ထားပါတယ်ဒီတောက်တောက်လေးကြော်ညာပြီး ကွန်ဒိုစက်တက်စက်တက်လောက်ပဲရှိတာပါဒါတော့တွဲရကြီးအမြင်ကြီးတတီတတီတလုံးချင်းအမြင်ကြီးတီပြိုကြတာနားလိုက်ပြလို့ရတယ်အဲ့တော့ဒါဟာလူတတ်မှုမြောက်ပါတယ်နောက်တစ်ခုကမင်းအောင်လိုင်ဟာတူ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 ထွက်ပြောပါတယ်ပေါ့နော်နိုင်ငံတကာကအကူအညီလိုအပ်ပါတယ်လို့ပြောနေပေမဲ့လည်း ဒီနေ့မနေ့ကညနေထိညနေကစပြီးတော့ကဘာမှာငလင်းကေစိနေပတ်တပြီးကဘာအဆင့်ပြီးကဘာအဆင့်ထိတ်တန့်အဆင့်ဘာသူတို့နိုင်ငံမှာငလင်းအများအန်းဖြစ်နေတာတိုင်ဝမ်လို့ပါတော့တိုင်ဝမ်ကေစိကြီးအဖွဲ့ဂျာနဲ့ချီတဲ့လူဦးရေနဲ့ငလင်းကေစိကြီးခွေးတွေနောက်ငလင်းကေစိကြီးပစ္စည်းစေဝါဆန်ငါးရံလောက်နဲ့ပြည်ဝင်ခွင့်ဆောင်ဆိုင်နေရပါတယ်ပြိမှုန်နေပါနောက်ပြီးတော့ အဲနေစည်းမချဆရာဝန်များအဖွဲ့ကလည်းအရေးမစိမဆိုင်ဆောင်ရှောင်းပြီးလှုပ်ဖို့ချက်ချင်းလိုအပ်သူတွေကိုအချိန်ကြီးတပြီးအရင်းကြီးဆောင်ရွက်ဖို့အတွက်စစ်ကောင်စီကခွင့်မပြုသေးဘူးလို့သိရပါတယ်နောက်တစ်ခုကမင်းအောင်လိုက်ပွားပါပြီဘာပွားတာလဲဆိုတော့ခိုးလို့ကောင်းမဲ့အကွက်ကအိန္ဒိယကမနေ့ကလေရင်တစည်းနဲ့ပို့ပါတယ် ကယ်ဆယ်ပစ္စည်းနာဂေတုံးကလေခိုးခဲ့ကြတာပဲလေစီးစိမ်ချင်အောင်ပြန်ဝင်ရတယ်ပြည်သူလူထုကိုပေးမဲ့သွတ်တွေကိုချိန်မှုရိုင်မှုရက်ကွက်အုပ်ချုပ်မှုနဲ့စစ်ခွေးတတိုက်ခိုးရောင်းစားကြတာပဲဒီတစ်ခေါက်နဲ့ခိုးမှာပါပဲကပ္ပကုလသမဂ္ဂက9မီလီယံကယ်ဆယ်အတွက်ပေးအပ်မယ်လို့ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါမင်းအောင်လိုက်တော့ပွားပြီ အသက်တွေမြည်ရီအတွက်ကူတဲ့ပတ်စံကိုမတာပါဇက်ထဲကကတို့ကနိုင်တယ်လို့ခိုးကြနိုင်ဦးမယ်ဗျာကျွန်တော်တို့နိုင်ငံကစစ်တပ်ဆိုတဲ့ကောင်တွေကအုတ်ချုပ်သူဆိုတဲ့ကောင်တွေကဘသူတေးသေးငတ်တေမာရင်ပြီးရောဗျာဒါကဒီငလီမှာပြောနေတာမဟုတ်ဘူးအဆက်ဆက်သောတဘာဝဘေးအန္တရာယ်တွေနာဂိတ်ရေကြီးတာမီလောင်တာဘယ်နေရာမှာဖြစ်ဖြစ် နိုင်ငံတကာကကူပြီဆိုတာနဲ့ခိုးကြတော့တာပါဗျာဆိုတော့ဒီကနေ့နေပြည်တော်မှာတက်ပြီးငလျင်လှုပ်ပါတယ်နေပြည်တော်ငလျင်လှုပ်တဲ့မနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အလုံသမောက်ဝင်ကြီးဌာနထင်ပါတယ်မြေရန်အတွင်းဝင်ညွန်ဝင်းဆိုတဲ့ကောင်ခေါမိုးဖြူကြပြီးကြောက်ပြားလေပင်ဆိုင်သိတယ်လို့ကျွန်တော်သိရပါတယ်ကတ်ဆေးပြီလား တဘောဝဘေးကြီးကမတရားတဲ့ယုံမာတဲ့ကောင်းတွေကိုအချက်ပေးနေတာအများညွန်လင့်တယ်လို့ယုံမာတဲ့စစ်အုပ်စုအတွက်မင်းပြောင်းမင်းလွဲဖြစ်ဖို့မဟာပထဝီမြေကြီးကအချက်ပေးနေတာဒီအချင်းတွေကိုတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်တယ်လို့လက်ရှိငလင်တန်အခံရအောင်နဲ့အစိုးရအောင်အခြေအနေဟာ မန္တလေးဖြစ်တယ်လို့မန္တလေးထက်ဆိုးရတဲ့အခြေအနေဟာစကိုင်းဖြစ်ပါတယ်စကိုင်းဆိုးပုံညရှင် တောင်ပေါ်ကစကိုင်းတောင်ပေါ်ကငလင်ကြောကဆက်လုတာဖြစ်ပါတယ်ဘုရားတွေအကုန်ပြူကြပြီဥမင်30မရှိတော့ဘူးအကုန်ပြူချပါပါတောင်ပေါ်သီလရှင်ကြောင်းတွေတောက်လျှောက်မရှိခနကဘာကျော်လေးကျူးမြေအုတ်ကျောင်းဇေဒီလ၉ဘီကစား တဆင့်ကကြေးကైစလိတိုက်ကိုဖျက်ပြီးမင်းလန်ရက်ွက်တောက်လျှောက်အကုန်ပြူပါတယ်။ထူပါယုံကြောင်းနဲ့ပြူပြီးတော့လှုပ်တဲ့အချိန်ဗလီတက်နေတဲ့အချိန်ဖြစ်တဲ့အတွက်အစ္စလမ်ဘာသာဝင်တွေဗလီတက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ဗလီတွေကလူအလုံးတေဆုံးသွားရပါတယ်။အဲ့ကနေတဆင့်ကန္နာလိုက်ရေယုံနာကမာလာဟင်းဆိုင်ကနေငလင်ကျော်ကမြစ်ထဲဆင်းသွားတယ်။ငလင်ကျော်ဘော်ကအိမ်နေအကုန်ပြူ ငလင်ကျော်ကဒီတောက်လျှောက်ရှိနေတာဖြစ်တဲ့အတွက်စကိုင်းမြို့ဘောကအကုန်ကြီးအပြက်စီးအကုန်ပြုတ်ကျတိတ်ဆုံးကုန်ကြပါလေ။ကဲမဲ့သူလုံးဝမရှိပါဘူး။ပြီးနေလဲတိတ်။တိတ်နေတာကိုရက်ကြည့်ရတဲ့အချိန်ကြီး။ကြင်တဲ့လူတွေကလည်းအင်အားမမြ။အရက်ကူပါလူဝိုင်းပါနဲ့ငရေကြီးရှစ်ထက်ရဲ့အပေါ်ဆုံးကိုတက်မြောက်ဟာဒုပမာနိုင်ငံဖြစ်နေတာပါ။ ငါတို့ကြီးပါရမီမကြီးစင်ကောက်မှုတော့ပဲဖုံးဖို့တာစီတော့ဘာမှမဖြစ်ဘူးမျိုးတဲ့အကုန်ပြိုကြတာဆိုတော့အဲ့ဘက်ကတော့အပြည့်အစည်းနည်းနည်းပဲရှိပါတယ်ပိမိနေတဲ့သီလရှင်ចောင်းနေမူជူចောင်းနေအများကြီးပါမြက်ကိုပိုင်ចောင်းတော်တော်အချီနေစိုးတယ်လို့ကျွန်တော်တို့နောက်ဆုံးသိထားရပါတယ်အုပ်ចောင်းမှာရင်ကျေးလိမ်မှာတက်နေတဲ့ကလေးတွေကယ်မရတော့တဲ့အချီနေပါပိတ်နေတာတွေကအများကြီးတုံးတဲ့တိုက်တွေအကုန်ပြိုကျနေပြီးတော့ ပြုံတွေကအပေါ်ဆုံးတက်တည်ပြူတာဖြစ်ပါတယ်အပေါ်ကငလင်းကလှုပ်ဖြစ်တာဒီလိုလှုပ်တာကအောက်ကမပြုတ်အပေါ်ကာချပစ်တဲ့ပုံစံမျိုးဖြစ်တာကိုတွေ့ရပါတယ်အောက်ဆုံးတက်ဆိုရင်ငလင်းလိုင်းကဒီနေရာမှာအပေါ်တက်လို့ရင်နောက်နေရာမှာအောက်ကိုဖိလှုပ်တဲ့အခါအောက်တက်ချင်ကျေမွသွားတာမျိုးတွေတွေ့ရပါတယ်အဲတော့စကိုင်းမျိုးစကိုင်းစကိုင်းမျိုးစကိုင်းဒီတစ်ခုလုံးဟင်းလင်းမြည်ကြီးဖြစ်နေပြီးတော့ ငလင်ကြောအမြေကြီးတွေပွားတွက်လာပြီးပကြားတွေအပ်ပြီးမြို့ထဲတောက်လျှောက်နေမင်းလန်တဲ့စခိုင်းပတ် အချင်းကြီးဖြစ်ပါတယ်အဲ့တော့စခိုင်းပတ်ကိုအာယုံစိုက်ကြပါမန္တလေးကိုလည်းအာယုံစိုက်ကြပါလူမဲ့ထုံမဲ့ကုမဲ့သူတွေမြေပြင်ကိုတိုက်ရိုက်လူဟာဘသူ့လက်ထဲမှာမထည့်ပါနဲ့စစ်ခွေးတတိုက်နဲ့ပေါင်းစားမဲ့လူတွေအကွက်ချောင်းပြီးအခုတည်းကလေတံပစ်နေပါတယ်အဲ့တော့ခုနပြောသလို ကတ်ဆိုင်နေတယ်ကတ်ဆိုင်နေတယ်ဟုတ်ပါတယ်ဗုဒ္ဓဘာသာအယူအဆရကြည့်ပြီဆိုကတ်ဆိုင်နေရပါဝင်ကျွေးပါလို့လည်းပြောလို့ရပါတယ်သို့တော့စင်ညာဉာဏ်နဲ့စဉ်းစားရမှာကတဘာဝဘေးဆိုတာကဘာကြီးစတဲ့နေရာရှိခဲ့တာနောက်လဲရှိအောင်ပါဂျပန်နဲ့ထိုင်ဝမ်ဆိုရင်ဗျာငလင်းနေလှုပ်တာမှလှုပ်တာမှတောက်တောက်လဲကျွန်တော်ခုနပြောသေးတာပဲဒါပေမဲ့စနစ်ကောင်းလို့အုတ်ချုပ်တဲ့လူတိုင်းပြည်ရဲ့စနစ် ကောင်းတဲ့ခါကျတော့ဆယ်ယောက်တည်မဲ့နေရာမှာတယောက်ပဲတည်ပါတယ်။ကေဇေယီအရှင်ကြီးချက်ချင်းရောက်တယ်။ထိုင်ဝမ်မှာဆိုရင်ဗျာငလင်နဲ့ပတ်သက်တဲ့ system ကြီးချက်ချင်းရှိတယ်။ငလင်မလောက်ခင်စက္ကန့်ပိုင်းမှာလူတိုင်းကိုဖုန်းထဲမှာအလန်းပေးတဲ့စနစ်တော်ရှိတယ်။ချက်ချင်းထပြီးပြည့်ပြည့်ကျော်ကိုပင်ခုထိုင်ထားတဲ့နိုင်ငံတွေ ဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံစကိုင်းပြည့်ွေကျော်ကြီးကိုပင်ခုထိုင်ထားတဲ့မြန်မာနိုင်ငံငလီလူလူလှုပ်မှန်းတော့မသိဘူးသွေးတိုးတာခေါင်းဥတော်တယ်ဆိုပြီးတော့ဆက်ထိုင်နေတဲ့လူတွေအရေးပေါ်ပြင်ဆင်မှုအတိတ်တရားစင်ကြီးတုံတရားတိုင်းပြည်ကစနစ်ဆိုးရဲ့တန်ကြောင့်ဘာတတင်းမှထုတ်ပြန်ခြင်းမရှိဒါတော့ကျွန်တော်တို့စနစ်ကောင်းဖို့လိုတယ်ခေါင်းဆောင်ကောင်းဖို့လိုတယ် တောက်ချက်မရှိနိုင်ငံတကာကိုအကူညီတောင်းကြည်ံဖို့လင်မြန်ဖို့လူတက်ဖို့ရတော့ရှိတယ်။ကေဇရီတို့ကြတော့မရှိတဲ့အခြေအနေဖြစ်တာကတော့ဖြစ်မှာပဲ။ပြူတာကတော့ပြူမှာပဲ။မြေကျွန်းကျွန်းအိမ်ပြူပြူပြားရံငါပြက်ပြီးမအောင်တကယ်စော်နိုင်မှလွတ်မြောက်ခြင်းအစ်စ်ကိုရမယ်လို့ပြောရင် ဒီလိုလိုတိတ်ရလုံးမြန်မာနိုင်ငံတွင်းမှာဟောထိုင်းနိုင်ငံမှာဟောခန်းစားငလင်တန်ခန်းစားရတဲ့မြန်မာနိုင်ငံတွင်းကပြည်သူလူထုတဦးတယောက်ချင်းကိုချက်တူစင်ကုန်ဖြစ်ကြောင်းနဲ့ကြောင့်တင်ရကပြောကြရင်ထိုင်းနိုင်ငံတွင်းမှာဖြစ်ပေါ်သွားတဲ့ငလင်တန်ကြောင့်ခန်းစားခဲ့ရတော့မြန်မာနိုင်ငံသားရွှေပြောင်းလို့တမန်များနေထိုင်းနိုင်ငံသူနိုင်ငံသားတွေမှာတဦးတယောက်ချင်းတိကြိုက်တန်ရာရရှိမှုများအား တတ်တူစင်မီကောင်းဖြစ်ကြောင်းပြောကြရင်အတင်းတာပါတငင်းချင်းတို့ရှင်းတမ်းပေးကြပါငါတို့အစိုးဆုံးတွေကိုရင်ဆိုင်ကြောဖြတ်ပြီးအကောင်းဆုံးအချင်းတွေကိုရအောင်ဒီဆောင်တယ်ညောင်ဒီလောက်ပါအားလုံးကိုကျေးဇူးတက်ပါ